အားလုံးပဲမင်္ဂလာပါခင်ဗျာ။နှွေဦးမိသားစုဝင် ပေါင်းတို့ရေနှွေဦး Family YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေနော်။ဒီကနေ့မှတော့ပြားဆရာမောင်စေဝင်းပရိကုံးရဲ့ကြပြာအချို့ကိုဖတ်ပြပေးပါရစေခင်ဗျာ။ကျွန်တော်နဲ့အတူတူလိုက်ပါခံစားနားဆင်ပေးကြပါဦးနော်။သူစစ်ချင်းကာလာရတာ ရေအောက်ကကြောက်သားဖြူနှုကိုထုစစ်ထားတာမဟုတ်ရေမျောကန်းတင်တစ်ပင်တစ်သားတစ်တုံးတေများပေါ်မှာထုစစ်ထားတာလည်းမဟုတ်အရှင်လက်လက် တစ်ပင်တွေရဲ့ပင်စီမှာထုစစ်တယ်တစ်တော်တွေကပပူးရုပ်တွေတစ်ပင်တီတောင်မှာရုပ်လုံးကြွနေတဲ့ပပူးတူတော်အုပ်မှာ ရှိနေတော့မယ်မောင်စိန်ဝင်ပန်းပွင်းနဲ့များယင်းနဲ့ရှိသည်များဖွင့်ထုတ်ခွဲမရရင်သာဝရမြုံနေလိုက်မယ်အမှုပညာနဲ့လူရင်ကြပြဖူးတွေရင်ကိုဖွင့်ပွင့်လာမယ်လို့ယုံတယ်အတတ်ပညာလေးညို့အားကား ကားများတွေပြစ်လွတ်နိုင်တယ်။ကြပြားတွေစကားတွေဟာငါတိတ်သွားရင်ထားရင်မဲ့မြားဖြစ်စေ၊ပန်းဖြစ်စေ၊ဝေဒနာတက်လို့ခြေရာဖြစ်ကြံရစ်စေရမယ်။မောင်စိန်ဝင်တွေးတစက်တွေးတစက်ဟာမြမပြီအလင်းအတွက်ကဘာမကြည့်တဲ့ချင်းနဲ့ လူတို့ကိုလှုံ့နှိုးလိုက်ပါတယ်။သွေးတစ်ဆက်ဟာရှေးအဆက်ဆက်တမိုင်းတိုင်းမျိုးကိုရောင်းစားသူ နေရမြဲကျင်သူတို့ရဲ့အကြောက်တရားအထောက်ထားတစ်ခုဖြစ်စေတယ်။သွေးတစ်ဆက်ဟာရှေးအဆက်ဆက်တမိုင်းတိုင်းမျိုးရဲ့ရန်သူနဲ့လူတို့တွေအကြားစီချတတ်မှတ်ပေးလိုက်တယ်။အဲ့ဒီသွေးတွေက နီဆွေးဆွေးအယောင်ဖျားအာယုဟာပူပြီးလင်းလက်အနာဂတ်ရဲ့မနက်ကိုကြိုလိုက်ပါတယ်ပြာစရာမောင်စိန်ဝင်းပရိကော